င်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် MNDAA သိမ့်ပိုက်ထားတဲ့နာရှုမျိုးကိုတရုတ်ရဲ့ဂျာဝင်အချက်ကိုင်းစွပ်ဖက်မှုကြောင့်စစ်ကောင်စီတပ်တွေမြို့ထဲပြန်လဲဝင်ရောက်ခွင့်ရပါတာကိုမြန်မာရေးမှာဝင်ရောက်စွပ်ဖက်မှုမရှိဘူးဆိုပြီးတရုတ်နိုင်ငံအစိုးရကပြောင်ကြကြငင်းဆိုလိုက်ပြန်ပါတယ် ဂင်ဘီနဲ့ကော့ကရိတ်မြို့နယ်နဲ့ကျုံတို့မြို့ကစစ်ဘေးရှောင်ပြည်သူတွေကိုအချမ်းဖက်စကောင်းစီကလူရဲအလိုက်ငွေကြေးတောင်းယူပြီးမှဂျိုင်းတရားကိုဖျက်ဆီးခွင့်ပေးပြီးပတ်ဆက်မပေးနိုင်တဲ့သူတွေကိုဖျက်ဆီးခွင့်မပေးဘဲပြန်လှည့်ခိုင်းနေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ MNDAA သိမ့်ပိုက်ထားတဲ့လာရှုမြို့ကိုတရုတ်ရဲ့ဂျားဝင်အချက်ကန်စွပ်ဖက်မှုကြောင့်စစ်ကောင်စီတပ်တွေမြို့တက်ပြန်လဲဝင်ရောက်ခွင့်ရသွားတာကို မြန်မာရေးမှာဝင်ရောက်ဆွတ်ဖက်မှုမရှိဘူးဆိုပြီးတရုတ်နိုင်ငံအစိုးရကမြောင်ကြကြညင်းဆူလိုက်ပြန်ပါတယ်။ဒါကြတော့ဧပြီလ21ရက်နေ့ကပဲတရုတ်နိုင်ငံမှာပုံမှန်သတင်းစာရှင်းလင်းပွဲပြုလုပ်မှုအတွင်းတရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကသတင်းတောက်တွေရဲ့မေးမြန်းမှုအပေါ်မြောင်ကြကြညင်းဆူတွားပြန်တာပါ။လက်ရှိမှာတော့ကိုကန် MNDAA တင်ပိုက်ထားတဲ့လာရှုံမျိုးကိုစစ်ကောင်စီလက်ထဲပြန်ပေးဖို့တရုတ်နိုင်ငံက MNDAA အပေါ်အကြက်ကင်ဖိအားပေးဆွတ်ဖက်မှုကြောင့် MNDAA ဘက်ကလာရှုမျိုးကိုစစ်ကောင်စီလက်ထက်ပြန်ပေးလိုက်ရတဲ့အချိန်မှာပဲလာရှုမျိုးတဲကိုဧပြီလ19ရက်နေ့ကတည်းစစ်ကောင်စီဝန်ထမ်းအချို့နဲ့အတူတရုတ်နိုင်ငံရဲ့အထူးသံတမန်တိန့်ရှီကျွန်းတို့ပါဝင်ရောက်လာပြီးတဲ့နောက်စစ်ကောင်စီဘက်ကစစ်ကားအစီးရအမြောက်များလဲတပါးတဲ့ဝင်ရောက်လာကြတယ်လို့သိရပါတယ်အဲ့ဒီလိုတရုတ်နိုင်ငံဘက်ကသံတမန်ကိုယ်တိုင်စစ်ကောင်စီအဖွဲ့တွေနဲ့အတူလာရှုမျိုးတဲအထိဝင်ရောက်လာတဲ့အခြေအနေတွေဖြစ်ခဲ့တာတော့တရုတ်နိုင်ငံသားရဲ့ဝင်ကြီးဌာနပြောခွင့်ရသူကတော့ သူတို့တရုတ်နိုင်ငံဘက်ကမြမအရေးမှာဂျာဝင်စွတ်ဖက်မှုမရှိဘူးဆိုပြီးတော့ကိုဗျောင်ကြကြညင်းဆူသွားပြန်တာပဲဖြစ်ပါလေလက်ရှိမှာတော့ MNDA အနေနဲ့လာရှိုမျိုးကိုစစ်ကောင်စီလက်ထက်လွှဲပြောင်းပေးရတဲ့ကိစ္စတွေနဲ့အုပ်ချုပ်ရေးကိစ္စတွေအပြင်စစ်ကောင်စီနဲ့ MNDAA တို့နှစ်ဖက်အတူတူအုပ်ချုပ်ဖို့ကိစ္စတွေကိုပါအဲ့ဒီတရုတ်အထူးတန်တမန်ကဂျာကနေဝင်ရောက်စွတ်ဖက်ပြောဆိုဆွေးနွေးနေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပြီမဲ့အဲ့ဒီကိစ္စကိုတော့စစ်ကောင်စီဘက်ကရော MNDAA ဘက်ကရောနှစ်ဖက်စလုံးကထုတ်ပြန်တာမျိုးမရှိပါဘူး ။တစ်ဖက်မှာတော့ဒီလိုလာရှုံမျိုးကိုတရုတ်နိုင်ငံကဂျာဝင်ဆွတ်ဖတ်မှုကြောင့်စစ်ကောင်စီကပြန်ရတွမ်းမှုနဲ့ပတ်သက်ပြီးစစ်တပ်ကိုထောက်ခံတဲ့သူတွေကြားမှာပဲအမြင်ကွဲလွဲမှုတွေရှိနေကြသလိုတချို့ကတော့သူတို့ထောက်ခံတဲ့မြန်မာစစ်တပ်ဘက်ကလာရှုံမျိုးကိုပြန်ရတွားပြီးမယ်ကိုယ်တိုင်ရွတ်ရွတ်ချွန်ချွန်တိုက်တို့ပြန်ရတာမဟုတ်ပဲတရုတ်အကူအညီနဲ့သူများကပြန်ပေးလို့သာရတာဖြစ်တဲ့အတွက်မြန်မာစစ်တပ်ကတရုတ်ဩဇာကံတက်ဖြစ်သွားပြီလားဆိုပြီးတော့ပါစစ်တပ်ထောက်ခံတဲ့သူတချို့ကလူမှုကွန်ရက်တွေမှာမေးခွန်းထုတ်နေကြပါသေးတယ်ခင်ဗျ တစ်ဖက်မှာတော့မွန်ပြည်နယ်ဘီလင်းမြို့နယ်ကအလူလေးကြေးရွာအနီးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လန်ရေးပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်ပွားမှုအတွင်းစေကောင်စီတပ်သား6ဦးကတော့အတိအသေးတိတ်ကုန်ကြပြန်ပြီလို့နဂဘူးတရင်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဧပြီလ21ရက်နေ့ဖြစ်တဲ့မနေ့ကပဲဘကိုးတိုင်းဘက်ကနေမွန်ပြည်နယ်ဘက်ကိုရန်ကုန်မော်လမြိုင်လမ်းအတိုင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဘီလင်းမြို့နယ်ကအလူလေးကြေးရွာအနီးမှာတော်လန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ချင်းမှုအတွင်းတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်းဇေကောင်စီတပ်သား6ဦးကတော့အတိအသေးသိကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်ကိုများသွားပြီးတော်လိုင်းရေးဘက်ကလည်းရဲဘော်တအုပ်ဒဏ်ရာရထားသလိုလက်ရှိအချိန်ကတော့ဇေကောင်စီဘက်ကရောတော်လိုင်းရေးအင်အားစုတွေဘက်ကပါစစ်ရေးအရှိန်မြင့်နေတဲ့ကာလဖြစ်တဲ့အတွက်တိုက်ပွဲတွေကတော့ဆက်လက်ဖြစ်ပွားဖို့ရှိနေတယ်လို့ငကပြူတရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာလေဂီနီပြည်နယ်ကမိုးပြဲမြို့အတွင်းစစ်ကြောင်းထုတ်ဝင်ရောက်လာပြန်တဲ့အချက်ဖက်စစ်ကောင်စီတပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမမှုအတွင်းစစ်ကောင်စီတပ်သား၃ဦးကတော့နေရာမှာတင်ပွဲချင်းမိတွေကိုတိတ်ကုန်ကြပြီးကျန်တဲ့စစ်သားတွေကတော့ဒဏ်ရာရတဲ့သူတွေနဲ့ပြန်ဆုပ်ပြေးသွားကြသလိုတိုက်ပွဲဖြစ်ပွားရာနေရာကနေတနက်နှစ်လက်ကိုပါတင်စီရရှိခဲ့တယ်လို့ကယန်း National Army တပ်ဖွဲ့ကနေသတင်းထုတ်ပြန်ထားပါတယ်ဖြစ်စဉ်ကတော့ April 18ရက်နေ့ကပဲ မိုးပြဲမြို့အခြေဆိုင်အချက်ဖက်စစ်ကောင်စီရဲ့ခမရနှစ်နှစ်လေးတရင်ကစစ်ကောင်စီတပ်သားတွေဟာမိုးပြဲမြို့အတွင်းစစ်ကြောင်းထိုးလာပြန်တဲ့အချိန်တော်လိုင်းပူပေါင်းတပ်တွေကအသင့်ဆောင်ပြီးတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၃ဦးကတော့နေရာမှာတင်ပွဲချင်းပြီးတွေကိုသိမ့်ကုန်ကြပြီးကျန်တဲ့စစ်သားတွေကတော့ဒဏ်ရာရတဲ့သူတွေနဲ့ပြန်ဆုပ်ပြေးသွားကြသလိုအဲ့ဒီတိုက်ပွဲဖြစ်ပွားရနေရာကနေတနက်နှစ်လက်ကိုပါတော်လိုင်းတပ်တွေကတင်းစီရရှိခဲ့ပြန်တယ်လို့ကယန်း National Army တပ်ဖွဲ့ကလည်းသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျ ဖက်မှာတော့ဂင်းပြည်နယ်ကော့ဂရိတ်မြို့နယ်နဲ့ဂျုံတွုံးမြို့ကစစ်ဘေးရှောင်ပြည်သူတွေကိုအကြက်ဖက်စကောင်စီကလူရည်အလိုက်ငွေကြေးတောင်းရန်ပြီးမှဂျိုင်းနရာကိုဖျက်တမ်းခွင့်ပေးပြီးပတ်စံမပေးနိုင်တဲ့သူတွေကိုဖျက်တမ်းခွင့်မပေးဘဲပြန်လှည့်ခိုင်းနေတယ်လို့စစ်ဘေးရှောင်ပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့လက်ရှိဂင်းပြည်နယ်ဖက်အံ့မြို့နယ်အတွင်းကဂျိုင်းနရာစစ်စေးရေးဂိတ်မှာအကြံဖက်စကောင်စီတပ်ကကော့ဂရိတ်မြို့နယ်နဲ့ဂျုံတွုံးမြို့နယ်ကနေလာတဲ့စစ်ဘေးရှောင်ပြည်သူတွေရဲ့ကားတွေ၊ဆိုင်ကယ်တွေစီကနေတံတားဖျက်တမ်းခြင်းရင်း လူရည်လိုက်သူတို့စစ်တပ်ကိုပတ်စံပေးရမယ်ပြောပြီးမတရားငွေညှစ်တောင်းခံနေကြတယ်ဆိုပါတယ်အဲ့ဒီလိုတောင်းခံရမှာလေဂျန်နရာဂိတ်မှာရှိတဲ့စစ်ကောင်စီတပ်သားတွေဟာစစ်ပေးဆောင်ပြည်သူတွေရဲ့မိသားစုအလိုက်လူဦးရေပေါ်မူတည်ပြီးအ ਨੇ စုံငွေချက်တထောင်ကနေသိန်းနဲ့ချီတောင်းတဲ့အထီကိုလုံနေကြသလိုငွေချင်းမပေးနိုင်တဲ့စစ်ဆောင်ပြည်သူတွေကိုဆိုရင်တဒါကနေဖြတ်ခွက်မပေးဘဲနောက်ပြန်လှည့်ခိုင်းတယ်လို့လေငွေချေးပေးဆောင်ခဲ့ရတဲ့စစ်ပေးဆောင်ပြည်သူတို့ကပြောထားပါတယ် လက်တလောကော့ဂရိတ်နဲ့ဂျုံဒိုးဘက်ထရီကတိုက်ပွဲကြောင့်ဆစ်ဆောင်လာတဲ့ပြည်သူတွေကိုအချက်ပတ်စကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တွေကပိတ်မှတ်ထားပြီးအခုလိုမတရားငွေကြေးတောက်ခံတာတွေလုပ်နေတာဖြစ်တယ်လို့အဲ့ဒီဂျန်နတာတပတ်ကန်းကဖအံမြို့နယ်ဘက်အချမ်းမှာလေဆေးကောင်စီတပ်ကစစ်အင်အားယာနဲ့ကြီးချထားပြီးစစ်ပြင်ထားပြန်တယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ပဲခူးတိုင်းပေါင်းတယ်မြို့နယ်ကအချက်ပတ်စကောင်စီရဲ့မှတ်တိုင်တဲ့မြေရက်စကန်ကနေထွက်လာတယ်အချက်ပတ်စကောင်စီတပ်သားနဲ့ရဲတွေကို တော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမမှုအတွေ့ဇေကောင်းစီဝင်နှစ်ဦးကတော့နေရာမှာတင်ပွဲချင်းပြီးကိုတိတ်ုံကြပြီသူတို့ရဲ့စစ်သားမသားအလောင်းတွေကိုကားနဲ့တဲ့သွားပြီးတော့ပေါက်တော့တက်ထဲမှာမသားချတကြိုလိုက်ကြတယ်လို့အမှတ်363 PDF တရင်တာဝန်ခံရှဲတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ April 21ရက်နေ့ဖြစ်တဲ့မနေ့ကပဲပေါင်တယ်မြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့မှတ်တိုင်နေမြေရဲစခန်းကနေထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်သားနဲ့ရဲတွေကိုဒေါ်လာရေးပူပေါင်းတက်တွေကပေါက်တော့ကြေးရွာအနီးမှာတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ် ဲဒီလိုတက်ခတ်မှုအတွင်းစစ်ကောင်စီတပ်သားနဲ့ရဲနှစ်ဦးကတော့နေရာမှာပဲပွဲချင်းမိတွေကိုတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်၅ဦးကဒဏ်ရာတွေနဲ့ထွက်ပြေးသွားကြသလိုဒေသွားတဲ့စစ်ကောင်စီဝင်၂ဦးရဲ့မန္တာအလောင်းတွေကိုတော့သူတို့စစ်တပ်ဘက်ကပဲကားနဲ့လာတဲသွားကြပြီးပောက်တော့တက်ထဲမှာသာတကြိုလိုက်ကြတဲ့အကြောင်းကိုတိထားရတယ်လို့အမှတ်3631 PDF တက်ရင်တာဝန်ခံရှယ်တို့ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ